ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ဘေးမှာရှိတဲ့ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ကလေဒီစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့မဟာမိတ်တွေကပိတ်ဆို့ထားစဉ်စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူနဲ့ခုခံနေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ Current Information Center KIC ကဖော်ပြပါတယ်။မလ24ရက်မနေ့ပိုင်းမှာစစ်လေရင်ကဘုံအလုံး20ကျော်ကျေးသွားတဲ့အတွက်တောင်ရင်မြစ်ကိုဖျက်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတဲ့ ကရင်ရွာသားတွေကိုထိုင်းနေကြားသောတက်ကကူညီပေးနေတဲ့သတင်းတပုံတွေတွေ့ရပါတယ်မြန်မာစစ်တပ်ကဘုံချဲတဲ့နေရာဟာ ထိုင်းနေဇက်နဲ့ကပ်နေတဲ့အတွက်စစ်လေရင်တွေပိုင်နဲ့မကြုံအောင်ဘုံသီးတွေထိုင်းပက်မကြအောင်သတိပေးတဲ့အနေနဲ့ထိုင်းစစ်လေရင်တွေကလည်းတောင်ရင်မြစ်ရဲ့ထိုင်းပက်ကန်လေးပိုင်နဲ့ထဲကနေသတိပေးပြန်သန်းခဲ့တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြပါတယ် KNL တပ်မခုနှစ်နေပြည်တော်မှာရှိတဲ့ပူလူတူစခန်းကိုမတ်လ14ရက်မှာသိမ်းပိုက်ပြီးနောက်အဲ့ဒီစခန်းအနီးဝန်းကျင်မှာရှိတဲ့ Clady စခန်းကိုဆက်ပြီးထိုးစစ်ဆင်လာတာဖြစ်ပါတယ် Clady စခန်းရဲ့အထက်ဘက်မှာရှိတဲ့ KNU ဘ ਹੁ ဌာနချုပ်ဟောင်းမာနေပလော့စခန်းနေရာကို KNL နဲ့မာမိတ်တွေကလွန်ခဲ့တဲ့ဒီဇင်ဘာမှာသိမ်းပိုက်ပြီးဖြစ်ပါတယ် ရုရှားအစိုးရကတာဝန်ယူဆောင်ရွက်မယ်လို့ပြောထားတဲ့တဝယ်ရင်နဲ့စိတ်ကန်းဒေသမှာစစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေမတ်လ24ရက်မှာတိုက်ပွဲဖြစ်တယ်လို့တဝယ် watch ကဖော်ပြပါတယ်။ရင်းနဲ့စိတ်ကန်းဒီစီရနဘူးလေရွာချေတော်ရဖရားအနီမှာမွန်းလွဲတနိုင်ကန်းကနှစ်ဖက်တပ်တွေရင်ဆိုင်တိုက်ပွဲဖြစ်တာလို့ဒေသခံတွေကပြောပါတယ်။ ရေနဲ့စိတ်ကမ်းနဲ့ဆက်မှုဆောင်စီမံကိန်းကိုရုရှားနိုင်ငံကတာဝန်ယူဆောင်ရွက်မယ်လို့သဘောတူညီချက်ရရှိပြီးတဲ့နောက်နဘူးလေဒေတာတွေကိုမတ်လ20ရက်မှာဝင်ရောက်လာတဲ့အင်အားတရာကျော်ပါစစ်ကောင်စီစစ်ကြောင်းဟာ၃ရက်ခန့်ပျောက်နေခဲ့ပြီး အခုပြန်ပေါ်လာချိန်မှာတိုက်ပွဲ ဖြစ်တာပဲလို့ဒေတာကန်တွေကပြောပါတယ်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ပြီးညနေပိုင်းမှာတိုက်ပွဲပြန်ကျင်းသွားပြီမဲ့ ခြေတွေရဖျောက်ဝန်းကျင်မှာရှိတဲ့ပရဒတ်လဲဆောင်ထိန်ကြီးစတဲ့ကြေးရွာငယ်တွေက ဒေသခံတို့စစ်ပီးဆောင်ထွက်ပြေးနေရတယ်လို့ဖော်ပြထားပါတယ်ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်ရှိ တုံးတော်ရွာကစစ်ကောင်စီစခန်းကိုအရခတ်တက်တော် AA နဲ့ပူးပေါင်းတက်ကမတ်လ23ရက်မှာသိမ်းပိုက်လိုက်ပြီလို့ဧရာဝတီတိုင်းကဖော်ပြပါဗျာ လေးမျက်နှာမျိုးနဲ့ပသိမ်မုံရွာကားနန်းဘေးကဆက်ဆက်ယူရွာနဲ့တုံးတော်ရွာမှာရှိတဲ့စစ်ကောင်စီစခန်းတွေကိုမတ်လ၁၈ရက်မှာစတင်တိုက်ခိုက်ပြီး၁၉ရက်မှာစစ်ကောင်စီတပ်ဖက်ကလေကြောင်းပစ်ကူသုံးနေ၂၃ရက်ညနေပိုင်းမှာတုံးတော်ရွာကိုသိမ်းပိုက်တယ်လို့ဆိုပါတယ်လေးမျက်နှာကတုံးတော်စခန်းကိုသိမ်းလိုက်ပြီးဖြစ်ပေမဲ့ကျန်တဲ့စခန်းတွေနဲ့ရေကြီးငတိုင်းချောင်းသာပေါင်းမြို့နယ်ကနေရာအတော်များများမှာ တိုက်ပွဲဆက်လက်ဖြစ်နေဆဲဖြစ်ပြီးစစ်ကောင်စီဘက်က လေရင်ပစ်ကူအပြင်စက်တက်လေဒီပစ်ကူပါသုံးနေတယ်လို့ဖော်ပြထားပါတယ်စကိုင်းတိုင်းမုံရွာခြေစိုက်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နမခခု108မီလီမီတာရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ရာမှာစစ်ရဲဟဲ့ရင်ရန်နာစခန်းကိုထိမှန်တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မတ်လ23ရက်ည09:00နိုင်ကမ်းမှာ108မီလီမီတာရှော့တိုက်ဒုံးသုံးလုံးနဲ့တိုက်ခိုက်တာဖြစ်ပြီးတိုင်းစစ်ဌာနချုပ်ရုံးနဲ့ MI-17 စီရဟရရနာကွင်းကို ထိမှန်တယ်လို့ဆိုပါတယ်။ဒီစစ်စင်ရေးကို Brave Warriors for Myanmar BWM ကဦးဆောင်ပြီး Freedom Revolution Force FRF ရန်ကြီးအောင်ဘူးတလင်း Shadow မုံရွာနဲ့ Democratic Rangers အဖွဲ့ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်တရုတ်အစိုးရရဲ့စီစဉ်ပေးမှုအရ MNDAA ကိုးကန့်တက်ကိုယ်စားလှယ်တွေနဲ့စစ်ကောင်စီကိုယ်စားလှယ်တွေကုမင်းမြို့မှာမတ်လ22ရက်ကတွေ့ဆုံဆွေးနွေးပြီးမြေသဘောတူညီချက်မရပဲဆွေးနွေးပွဲပြီးဆုံးသွားတယ်လို့ ရှမ်းတန်တော်ဆင်ကပေါ်ပြပါလေ။လာရှုမြို့ကိုနယ်မြေပိုင်းခြားပြီးစစ်ကောင်စီနဲ့ပူးတွဲအုပ်ချုပ်မှု MNDAA ဘက်ကတောင်းဆိုပြီးစစ်ကောင်စီဘက်ကတော့လာရှုကနေ MNDAA တပ်တွေလုံးဝထွက်ပြေးရမယ်လို့တောင်းဆိုတဲ့အတွက်ဆွေးနွေးပွဲမအောင်မြင်တာလို့စစ်ဘက်သတင်းရက်ွက်တွေကကိုကဖော်ပြထားပါလေ။ဆွေးနွေးပွဲမအောင်မြင်ရင်လာရှုကို စစ်ကောင်စီတပ်ကဘုံပြန်ကျဲမှာကူဒေသခံတွေကစိုးရိမ်နေကြပြီမဲ့အခုအချိန်ထိတော့လာရှုမှာပုံမှန်အတိုင်းရှိနေပြီလာမဲ့တကြံပွဲအတွက်တောင်း MNDAA ကကြိုတင်ပြင်ဆင်နေတာတွေ့ရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ